အော်တိုဘာလာ၃ရက်နေ့ညပိုင်းနွေသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတွန်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါမယ်။ကျွန်တော်တို့ရဲ့ channel ကိုထုတ်တန်တိုင်း like and subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပါရစေခင်ဗျာ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီဗမောမှာကချင်လွတ်လိုက်တမတော် KYA ကလက်လွတ်ထားတဲ့ရှေရန်ကကင်းစကန်တချို့ကိုပြန်လည်သိမ်းယူနိုင်တယ်လို့ဒီ KYA ကအတည်ပြုပါတယ်။ နောက်စစ်တောင်းမြစ်နောက်ဖက်ချမ်းတိုက်ပွဲမှာစစ်ကောင်စီတိုက်ရဲမှုတဦးသေဆုံးသွားပါတယ်။ပြီးတော့တီဘောမြို့ကိုထိုးသိမ်းစစ်မှုအတွက်တပ်မမှုဗမုကျုပ်သူရဇော်လွင်စိုးနဲ့အဖွဲ့ကိုတာဝန်ပေးတယ်လို့သိရပါတယ်။ဒီရွှေဘူအနီးကဒီဒကနန်းရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ပြီးတော့စက်တင်ဘာလအတွင်းမှာကျမ်းပဲစစ်တပ်ဘက်ကနေပြီးတော့ဗိုလ်ကြီးတယောက်အပါဝင်68ယောက်ဒီပြည်သူရင်ဝင်ကိုခေလုံလာတယ်လို့ NUG ကပြောပါတယ် ဖားကံမျိုးနဲ့စမ်းကြွယ်ကြေးရွာနီးမှာကြောက်တူးဖော်ကြီးလောက်ွက်တွေတွင်ရှိဆက်ရန်နေရာတွေကိုစစ်တပ်ကမီးဝင်ရှို့နေတယ်လို့သိရပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးပေးတင်ဆက်ပေးမှာဖြစ်ပါတယ်အရင်ဆုံးသတင်းအနေနဲ့တင်ဆက်ရမယ်ဆိုရင်တော့ဗမောတိုက်ပွဲအခြေအနေကိုတင်ပြလိုပါတယ်ဒီစက်တင်ဘာလ29ရက်နေ့နောက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာဆွန့်လွတ်ခဲ့ရတဲ့စခန်း၃ခုပြန်လည်ရယူနိုင်ခဲ့တယ်လို့ KNA သတင်းနဲ့ပြန်ကြားရေးတောင်းခံဘုံမူကြီးနော်ဘူးက KNG သတင်းဌာနကိုပြောဆိုပါရယ်သူပြောပြတာကသူပြောပြတာကတော့ဒီပြီးခဲ့တဲ့အပတ်ကနေပြန်ဖြစ်တဲ့တပ်ပွဲမှာခလရ49တပ်ရင်းနဲ့ကာကင်းတစ်ခုကိုပြန်ရတယ်ပြီးရင်ဗမော်ကနေမုံမောဘက်ကိုထွက်သွားတဲ့နှမိုင်ပတ်လည်ကထောက်ပို့တပ်တို့နောက် GBC ဖျားချောင်းဝင်းနေရာတွေမှာတိုက်ပွဲဖြစ်ခဲ့တဲ့ အဲ့ဒီနေ့မှာပဲ GPT ဖျားချောင်းဝင်းထဲမှာပြန်ပြီးနေရာယူထားနိုင်တာရှိတယ်။အခုနောက်ဆုံးကြတာကတော့တန်ကြက်ကာတက်အဝင်ပေါက်နားတွေမှာတိုက်ပွဲကဆက်ဖြစ်နေပါသေးတယ်လို့ဘုံဘူးကြီးနော်ဘူးကပြောပြပါဗျာ။လက်ရှိမှာရေးပါတဲ့တက်နေရာအကြီးတွေကိုတော့သိယူနိုင်တာမရှိသေးပေမဲ့ခက်လက်ရ40ခွန်တက်နှစ်မိုင်အကွာမှာရှိတဲ့ထောက်ပို့နေရာနဲ့တန်ကြက်ကာတက်အဝင်ပေါက်နေရာတွေမှာနှစ်ဖက်ဆက်ပြီး တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီစစ်တပ်ကနေပြီးတော့ KIA ပူးပေါင်းတပ်တွေနေရာယူထားတဲ့ဘက်ကိုစစ်ကြောင်း၃ကြောင်းလောက်နဲ့စစ်မျက်နှာပြင်ဖွင့်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင်၄ကြောင်းကနေလည်းတရက်ကို၃ချိန်တက်မနဲ့လာရောက်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကပြောပါတယ်ဒီ KIA ရှေ့တန်းသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရဆိုရင်တော့ ဒီဗမောတိုက်ပွဲမှာစစ်တပ်နေရာဒေသမကပဲနဲ့မြို့တွင်းမြို့ပြင်နေရာအသီးသီးမှာစစ်မျက်နှာပြင်အများပြားနဲ့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ပြောပြပါဗျာ။ဒီနှစ်ဖက်တည်းရဲ့အင်အားတွေကနည်းနည်းပါးပါးမဟုတ်ဘူးများတယ်တိုက်ပွဲဖြစ်တဲ့နေရာချင်းလည်းမတူကြဘူးနေရာကျတော့တခါတလေကြရင်ဗမာစစ်သားတွေကဘယ်နှရှိမှမသိရဘူးဒီနေ့ကဘယ်ဘက်ဖြစ်ရင်မနေ့ကဖြစ်ရင်တစ်ဖက်ကိုပြန်ရောက်သွားပြီ ဒီရပိုင်းသူကျွန်တော်တို့ရှိတဲ့နှမိုင်လမ်းဘက်မှာပိုပြီးဖြစ်နေတယ်လို့ပြောလို့ရတယ်။လေရင်ွက်ရှိတဲ့လမ်းမကြီးတစ်လျှောက်ပေါ်လို့ KIA ရှေ့တန်းတရေအေးမြင့်တူကပြောပြတာဖြစ်ပါတယ်။ဒီ KIA နဲ့တော်လိုင်းတက်တွေကအမှတ်9314နဲ့ခလရ236တရေနှစ်ခုအပါတိမ့်ပိုက်ထားတဲ့နေရာနှစ်ခုကိုစတေမာလအတွင်းမှာပဲလက်လွတ်လိုက်ရတာဖြစ်ပါတယ်။ ဒီတက်နေရတချို့ကိုလက်လွတ်လိုက်ရတဲ့နောက်စက်တင်ဘာ20ရက်နေ့နောက်ပိုင်းလေရင်ကွင်းနေရာနဲ့မနောကွင်းနေရာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီပြီးခဲ့တဲ့ဩဂုတ်လမတိုင်မီအထိစစ်ရှုံးနေတဲ့စစ်တပ်ကမန္တလေးကနေစစ်လက်နဲ့ရဲခပစ္စည်းတွေကိုစစ်သမောအစီး20ကျော်နဲ့တဲ့ယူနိုင်ခဲ့ပြီးတော့စစ်တပ်ဘက်ကနေတံပြန်ထိုးသိမ်းစင်က KIA သိမ်းပိတ်ထားတဲ့နေရာတွေကိုတိုက်ပွဲဖို့လှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ။ နောက်တရင်တပုတ်ကတော့ဒီစစ်တောင်းမြစ်အနောက်ဖက်ချမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရင်းမှုတဦးသေဆုံးသွားတယ်လို့သိရပါဗျ။ဒီပကိုတိုင်းစစ်တောင်းမြေနောက်ဖက်ချမ်းတိုက်ပွဲမှာခမရ20တရင်မှုမျိုးတန်းစဉ်တည်ဆုံခဲ့တယ်လို့စီရေးတရင်ရေးမြစ်တချို့ကပြောပြပါဗျ။ဒီစစ်တပ်ကတို့ပတ်စဉ်46ဆင်းဒုတိယဗိုလ်မှူးကြီးမျိုးတန်းစဉ်ဟာဖြူမျိုးနယ်နေညောင်မလေးပင်အခြေစိုက်ခမရ20ကို ပြောင်းချိန်လာတာတလတော်မပြည့်သေးဘူးလို့ဆိုပါဗျ။ 28ရက်နေ့တိုက်ပွဲမှာသေတာအခုထိလည်းတိုက်ပွဲတွေဖြစ်နေသေးတယ်ဖြစ်စဉ်နေရာကိုတော့အသေးစိတ်မပြောလို့သေးဘူးလို့ညောင်လေးပင်အခြေစိုက်စီရေးတရင်ရင်းမြစ်တူကပြောပါတယ်ဒီညောင်လေးပင်မြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့စစ်ရေးသတင်းတချို့ကို ထုတ်ပြန်လို့မရသေးဘူးလို့လည်းဒေသခံတိုင်ရင်တစ်ခုရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဒီဒဏ်ရာပြင်းတဲ့ရဲဘော်နှစ်ဦးအသေးစားထိတာတွေလည်းရှိတယ်အသေးပြောက်တော့မရှိဘူးလို့သူကပြောပါတယ်။ အထိနာနေတဲ့စစ်ကောင်စီကဝိုင်းတွဲ jet fighter အစရှိတဲ့လေယာဉ်တွေနဲ့ဗုံးကျဲတိုက်ခိုက်နေတယ်လို့လည်းသိရပါဗျ။ညောင်လေးပင်မှာခမရ20ခမရ984နဲ့ခလရ51တရင်တွေကပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့အခုနှစ် AB လကဖမ်းဆီးခံပြူစောတိကောင်းဆောင်လှိုင်မင်းကထွက်ဆိုထားပါဗျ။ဒီ2023ကနေပြီးတော့2025ဖေဖော်ဝါရီလပိုင်းအထိညောင်လေးပင်မြို့နယ်ထဲမှာ ခမရ349ခလရ350ခလရ440နဲ့ခမရ8တရင်တွေလည်းဒေသခံတွေကိုတပ်ဖြတ်တာမှပါဝင်ခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ရှမ်းမြောက်ကတီဘောမြို့ကိုဆက်ပြီးတိုက်ခိုက်ဖို့အတွက်စစ်ကောင်စီကဒီတပ်မှုတွေကိုအပြောင်းလဲလုပ်တယ်လို့သိရပါတယ်ကြောင်မဲမြို့ကိုပြန်ရသွားတဲ့စစ်ကောင်စီတပ်အနေနဲ့တီဘောကိုဆက်ပြီးထိုးစစ်ဆင်ဖို့အတွက်စက္ကခစနစ်တက်မှတ်မှု ဘုံမှုချုပ်သူရကျော်လွင်စုနဲ့အဖွဲ့ကိုတာဝန်ပေးလိုက်တယ်လို့စည်ရေးတရင်အေးမြစ်တွေထံကနေပြီးတော့သိရပါဗျ။ကြောက်မဲမြို့ကိုနိုဝင်ဘာလ2ရက်ကဌာနဆိုင်ရာတွေပြန်ဝင်ခဲ့ပြီးတော့စက္ကကစနစ်တက်မှတ်မှုဘုံမှုချုပ်ဇော်လွင်စုနဲ့ဘီဝါမှုဘုံမှုကြီးရဲထုံးဦးတို့ကိုယ်တိုင်နေရာချကျူတူခဲ့တယ်လို့နန်းစီတရင်ဝန်ထမ်းတယောက်ကပြောပြပါဗျ။လာရှုတိုက်ပွဲတုန်းကထောင်ပွင့်သွားတဲ့ကိစ္စနဲ့စစ်ဆေးခံနေရတဲ့ဆိုတဲ့စက္ကခ14ကဗိုလ်မှူးချုပ်ဒူရဇော်လင်စုက တီဘောထိုးသည့်အတွက်ကြောင်မဲမှာပြန်ရောက်နေတဲ့ရတ္တခတပ်တွေရောပါတဲ့နိဗ္ဗာန်မူကဘုံမူကြီးရဲထွန်ဦးလို့ပြောပါတယ်ဒီကြောင်မဲမြို့ကိုတိုက်တဲ့အထက်မှာတပ်မစစ်တပ်နဲ့အတူစကခစနစ်လဲပါဝင်ပြီးတော့မြို့ပြန်ရပြီးတဲ့နောက်မှာတပ်မစစ်တပ်ဒုတမမူကိုမြို့ပြန်လဲတိဆောက်ရေးအတွက်ထားကတီဘောမြို့ကိုဆက်လက်ထိုးသိမ်းမှုအတွက်စကခစနစ်တပ်မမူဘုံမူကျုပ်ဇော်လင်စုကိုတာဝန်ပေးခဲ့တာလို့စီရင်တဲ့အရင်းမြစ်ကပြောပြပါဗျာ ကြုံမဲပြန်တိုက်တာအဖွဲတွေအများကြီးပဲပြန်ရရင်မြို့တိဆောက်ရေးကတစ်ဖွဲနောက်တစ်ဖွဲကကြံတဲ့မြို့ကိုထတ်တိုက်အဲ့လိုပလန်နဲ့သွားတာတက်တွေအကုန်ပါတယ်အခုကြောင်မဲရတော့တက်မစတစ်ကတက်မမှုကိုမြို့တိဆောက်ရေးအတွက်ထားပြီးတော့တက်မနဲ့အတူတိုက်နေတဲ့စကကစနစ်ကတက်မမှုကိုဒီဘောထူးစ်အတွက်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ပြောပါတယ် ဒီစစ်တပ်အနာသိမ့်ပြီးဒါချီလေးစစ်ပြူဟာအခြေချဘုံမူကြီးသူရဇော်လင်စုကိုစစ်ကောင်းဆောင်က2024ခုနှစ်ဇူလိုင်လမှာဘုံမူကျောက်ရာတို့တိုးပေးပြီးတော့စကကစလေးစကကမူတာဝန်ပေးပြီးရှမ်းမြောက်ကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။လာရှုသိမ့်တိုက်ပွဲမှာကျင်းထောင်ဖွင့်ပေးခဲ့လို့စစ်စစ်ခံနေရတဲ့ဆိုတဲ့တရင်တွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်6လအကြာမှာအရှိတောင်တိုင်းစစ်ထဏာချုပ်လက်အောက်ခံစကကစနစ်တတ်မှတ်မှုအဖြစ်ဒီခန့်ခဲ့တာပါ။ ဗုံမှုချုပ်သူရဆော်လင်စိုးရဲ့တပ်တွေဟာနောင်ချိုကြောင်မဲ့စစ်စင်ရေးတွေမှာတပ်မစတေနဲ့တူပါဝင်ခဲ့ပြီးတော့ကြောင်မဲပြန်ရပြီးတဲ့နောက်ဒီဘောထုသည့်အတွက်အောက်တိုဘာ၁ရက်ကတာဝန်ပေးခဲ့တာလို့စီရင်တရေကြီးမြင့်တွေစီကနေပြီးတော့သိရပါတယ်ခင်ဗျာနောက်သကိုင်းတိုင်းရွှေပူနဲ့တက္ကနရွာနေမှာတိုက်ပွဲဖြစ်တဲ့တဲ့ရင်ကိုတင်ပြလိုပါတယ် ။စကိုင်းတိုင်းရွှေဘုံမြို့နယ်တကနန်းကျေးရွာစစ်ကောင်စီတပ်နဲ့ဒေသတွင်းပြည်သူ့ကာကွယ်တပ်တို့အောက်တိုဘာ2ရက်မနေ့6နာရီမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကနေသိရပါတယ်ခင်ဗျာ။တကနန်းရွာရွှေဘူစတောင်စကိုင်းသွားကလန်းပေါ်မှာတည်ရှိတဲ့ကျေးရွာဖြစ်ပါတယ်ဒီသက်ကန်ရွာသားတယောက်ကကျွန်တော်တို့ရွာကရွှေဘူမြို့တောင်ဘက်မှာရှိတာပါဒီစစ်ပွဲဖြစ်တဲ့ကစစ်ကောင်စီစစ်ကြောင်းကရွှေဘူမြို့ဘက်ကနေစစ်ကြောင်းထွက်လာပြီးတော့ PDF အဖွဲ့နဲ့ထိတွေ့တိုက်ပွဲဖြစ်ကြတာ တပ်ပွဲကရုတ်တရက်ကြီးဖြစ်တာဆိုတော့စစ်ပွဲအတွင်းပိတ်မိတာတော့ရှိပါတယ်လို့ပြောပြပါဗါတပ်ပွဲအတွင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကရဲဘော်တယောက်ကြာဆုံးပြီးတော့စစ်ရေးအခြေအနေကညနေပိုင်းထိတင်းမာနေတယ်လို့သိရပါဗါဒီတပ်ပွဲအတွင်းမှာပါဝင်ခဲ့တဲ့ကောင်းဆောင်တယောက်ပြောတာကရွှေဘူမျိုးကနေခမန့်အင်အား30လောက်နဲ့တက္ကနန်းရွာဘက်ကိုထွက်လာတာဒါကိုမသိပဲကျွန်တော်တို့ရှေ့ကင်းရဲဘော်ထောက်လန်းဖို့တွားရမှာထိတ်တိုက်တိုးပြီးတော့ပြစ်ဒဏ်ခံရရတယ်အဲ့လိုပြစ်ခတ်ခံရမှာ စစ်တပ်ကလာနေပြီဆိုတာသိလိုက်ရပြီးတော့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ကြတာတိုက်ပွဲအတွင်းစစ်တပ်ကအကြဆုံးများပြီးတော့အရှင်၄ယောက်ကိုကျွန်တော်တို့ဘက်ကလက်ရဖမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ကရွှေဘူစတောင်းသကိုင်းတွားကာနမကြီးကိုပြန်လည်စုမှုနိုင်ဖို့သကိုင်းမျိုးဘက်ကရောရွှေဘူမျိုးဘက်ကပါမြေပြင်ထိုးသစ်စင်တာတွင်အင်အားအလုံးရင်းနဲ့ထိုးသစ်စင်တာတွေရှိတယ်လို့ဝင်ကပါလေကြောင်းတိုက်ခိုက်တာတွေလည်းရှိနေပါတယ် အခုလိုစစ်တပ်ဘက်ကပြုလုပ်နေတာကြောင့်ရတတေဆုံမှုတွေလည်းရှိနေပြီးတော့ဒေသခံတွေနေရာဆွန့်ခွာခပြေးရတာတွေလည်းရှိပါတယ်ခင်ဗျာနောက်တရင်တပုတ်ကတော့ဒီပြီးခဲ့တဲ့စက်တမလအတွင်းမှာအကျန်းဖက်စစ်တပ်ဘက်ကဗိုလ်ကြီးတယောက်အပါအဝင်68ယောက်ဒီပြည်သူရင်ဝင်ကိုခိုးလုံးလာတယ်လို့ NUG ကထုတ်ပြန်ပါတယ်ဒီပြီးခဲ့တဲ့စက်တမလအတွင်းမှာအကျန်းဖက်မြန်မာစစ်တပ်ဘက်ကဗိုလ်ကြီးတယောက်အပါအဝင်တပ်ဖွဲ့ဝင်68ယောက်ဟာ ပြည်သူ့ရင်ခွင်ကိုခိုလွန်ခဲ့တယ်လို့မြို့သားညညွေးဆိုရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင်တို့ကိုဒီချိတ်ဆက်ပြီးတော့ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့မနေ့ကအော်တိုဘာလ2ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။အကြံပေးစစ်တပ်ရဲ့အရမလူသစ်စုတောင်းခံရသူပြည်သူ့စစ်မှုထမ်းက59ဦးနဲ့ရဲတအုပ်ဗိုလ်ကြီးတအုပ်တက်ချက်ကြီးတအုပ်တပ်သား10ဦးတို့စက်တင်ဘာလအတွင်းပြည်သူ့ရင်ခွင် ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့အခွင့်အရေးရတာနဲ့ပြည်သူနဲ့တူရက်တည်ဖို့ရန်သူတပ်တွင်ရောက်ရှိနေသူတွေကျွပလျက်ရှိတဲ့အကြောင်းပြသလျက်ရှိပါတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီပြည်သူရင်ဝင်ခလုံးလာသူ68ယောက်ထဲမှာလက်နက်နဲ့ဝင်လာသူက78ယောက်ပါပြီးတော့ MA1 71လက် MA3 4လက်လက်ပစ်ပုံ3လုံးနေမိုင်း2လုံးကြီမျိုးတုံ990တောင်းကျော်ပါရှိတယ်လို့သိရပါတယ်ခင်ဗျာ။ နောက်ဆုံးသတင်းတစ်ပုတ်အနေနဲ့ဖကန်မြို့နယ်ကအခြေအနေသတင်းတစ်ခုကိုတင်ပြခြင်းပါတယ်ခင်ဗျာဒီနေ့အော်တိုဘာလ3ရက်မနေ့6နာရီလောက်အချိန်ကလေးကဒီဖကန်မြို့နယ်စမ်းကြွယ်ကျေးရွာအနီးမှာရှိတဲ့ကြောက်စိမ့်လုတ်ကွက်ကုမ္ပဏီတစ်ခုကပဖိုးဆက်ကြီးတွေကဒီအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကစတဲ့မီရှုခဲ့ရမှာမိမှ7နာရီကျော်မှလုံခြုံနေတာဖြစ်ပါတယ် စတေမာ23ရက်နေ့ကလည်းဒီဆက်ရန်တရားပတ်ဖို့48စီကိုစစ်တပ်မိရှုခဲ့တယ်လို့လည်းသိရပါတယ်။စမ်းချေရွာတိန့်ခါတို့က48တိရှုခါရတဲ့အခုမိရှုခံထားရတဲ့အစီအကမတိရသေးဘူး။ညောင်မင်ကုန်းအတက်နာကကုမ္ပဏီတွေဖြစ်ဖို့များတယ်။ပတ်ဖို့တတိကိုအကြံပြင်းသိန်း1000ကျော်တန်ကြီးရှိတယ်။စုံရှုံမှုတန်ဖို့ဘလောက်များမလဲတွက်တာကြည့်တော့လို့ဖကတရေရင်မြက်ကဒီရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုထားပါတယ်။ အခုရပိုင်းအတွဲမှာဖကမြို့မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ညင်သက်နေပေမဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ရန်တန့်ပစ်ခတ်နေတာတွေလှုပ်ဆောင်လျက်ရှိပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့ဘေးကင်းလုံခြုံရေးအတွက်ဂရုစိုက်နေထိုင်ပေးကြဖို့လိုအပ်တဲ့အကြောင်းဖကသတင်းရင်းမြစ်ကတိုက်တွန်းထားပါတယ်။ဖကမြို့နယ်မှာမေလနှောင်းပိုင်းကစလို့စစ်တပ်ကစစ်ကြောင်းတွေနဲ့စစ်ကြောင်းထုတ်လာတာဖြစ်ပြီးတော့စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူ90နီးပါးတေဆုံးခဲ့ပြီးဖြစ်ပါတယ်။ ပြီးတော့ဒီစစ်တပ်ကဖက်ကမြို့နယ်တစ်ခုလုံးကိုစုမိုးထိန်ချုပ်နိုင်ရဲ့အတွက်မြို့နယ်တစ်ခုလုံးမှာစစ်ကြောင်းတွေခွဲလို့နေမီရှင်းလင်းတာအထိုင်ချစကားတွေလုံဆောင်လာတဲ့အကြောင်းဖက်ကဒေသခံတွေထံကနေပြီးတော့သိရပါတယ်ခင်ဗျာအော်ဒူဘာလာ၃ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမျှတာဖြစ်ပါတယ်ခင်ဗျာနောက်ရက်ဒီမှာလည်းအွန်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ